စီးရီးယားနိုင်ငံမြောက်ပိုင်းမှာပြီးခဲ့တဲ့တစ်ပတ်အတွင်းရုရှားကြောထောက်နောက်ခံပြုစီးရီးယားစစ်တပ်နဲ့အိုင်းအစစ်သွေးကြတဲ့အကြားအပြင်းထန်တိုက်ပွဲဖြစ်ပွားမှုတွေကြောင့်အရက်သားထောင်ပေါင်းများစွာဟာအိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ရုရှားရဲ့လေကြောင်းပစ်ကူနဲ့အမြောက်ပစ်ကူမှုနဲ့အတူစီးရီးယားစစ်တပ်ဟာ IS စစ်သွေးကြတွေကိုအပြင်းထန်ထိုးစစ်ဆင်နေတာဖြစ်ပြီးဇန်နဝါရီလအလယ်ပိုင်းလောက်ကစပြီးကြေးရွာပေါင်း60လောက်ကိုဂျီဟတ်တွေလက်ကနေပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၎င်းတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့အလက်ပိုမြို့တဲကိုရေပုတ်လှပေးရာအဓိကနေရာတစ်ခုဖြစ်တဲ့ခါဆာဒေတာကို IS တွေထံကနေပြန်လည်သိမ်းယူနိုင်မှုပဲဖြစ်တယ်လို့ VT အခြေဆိုင် Syria လူခွင့်ရေးစောက်ကြည့်မှုအဖွဲ့ကပြောပါတယ်။ Jihad တွေဟာရေပေးဝေမှုစနစ်ကိုဖျက်တောက်လိုက်တာကြောင့် Syria ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ Aleppo မြို့တဲကအရက်သားတွေဟာရက်ပေါင်း48ရက်တိုင်းရေပြက်လက်မှုတွေနဲ့ကြုံတွေ့နေရတာဖြစ်တယ်လို့သိရပါတယ်။ ီးခဲ့တဲ့တပတ်အတွင်းမှာတိုက်ပွဲတွေဖြစ်ပွားမှုကြောင့်အရက်သား3000ကျော်ဟာအစုလိုက်အပြုံလိုက်ထွက်ပြေးခဲ့ရပြီး၎င်းတို့တွေကအများစုကတော့အမျိုးသမီးတွေနဲ့ကလေးငယ်တွေဖြစ်တယ်လို့ Syria လူအခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူကပြောပါတယ်။နေရစွန့်ခွာထွက်ပြေးခဲ့ရသူအများစုဟာ American ကြောထောက်နောက်ကံပြုကမ်နဲ့အာရတ်တိုက်ခိုက်သမားတွေစုပေါင်းဖွဲ့စည်းထားတဲ့ Syria Democratic တပ်ကထိန်းချုပ်ထားတဲ့မန်ပစ်မြို့တစ်ဝိုက်ကဒေသတွေကိုဥတီထွက်ခွာခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။